စနေသားသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာမိမိတို့အနေနဲ့ဒီအဖက်တာတော့တွေ့မှာဆိုလို့ရှိရင်တော့မဖြစ်ပေါ်လာရသေးတော့အနာခတ်နဲ့ပတ်သက်ပြီးတော့တွေးပူနေတာမျိုးဖြစ်မလာသေးတော့ကိစ္စတွေကိုလေထမ်းပန်းစီပြီးတော့အပူလွန်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်အတိတ်ကိုလည်းမသွားနဲ့ အနာဂတ်ကိုလည်းမတွင်းနဲ့ပြစ်စုံပံကိုသာတက်တက်ရှုပါခင်ဗျာနော်ဒါဆိုလို့ရှိရင်စနေသားသမီးမိတ်ဆွေတွေဟာအရာရာလက်ရှိကာလရှိနေတဲ့ကာလတော်တွင်မှာအစဉ်ပြေအောင်ကြိုးစားဆွမ်းဆောင်တာဟာမိတ်ဆွေတို့အတွက်အကောင်းဆုံးသောနီလန်ဖြစ်ပါလေခင်ဗျာမိတ်ဆွေတို့ရဲ့ယင်ထဲမှာဖြစ်မလာသေးသောကိစ္စဖြစ်မဖြစ်လာသေးတဲ့ကိစ္စတွေကိုစိုးရိမ်စိတ်အဲပူပန်စိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလေးတွေကိုတတိထားဆင်ញင်ပေးရန်လိုအပ်သောကာလအပိုင်းစားဖြစ်တယ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ မိမိရဲ့အလုပ်တူလုပ်ငန်းတူတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စီ မကောင်းတဲ့အတိုက်ခိုက်တဲ့အတတ်ပညာလေးတွေစုံနေမကောင်းတာလေးတွေနဲ့ပတ်သက်ပြီးတော့ပြူစားတိုက်ခိုက်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးရလိုအပ်ပါတယ်ခင်ဗျာဒါလေးကိုတော့ဆရာထပ်မှာမှာရမယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးကိုသတိထားပါမိမိတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာညံ့စရာတော့မရှိဘူးဒါပေမဲ့အရေးပြားနဲ့ပတ်သက်တာမျိုးလေးတွေအသွေးသားနဲ့ပတ်သက်တာလေးတွေမှာတော့နည်းနည်းလေးအကြာတိကူးပြောင်းလေးကြောင်ဖြစ်တတ်ပါတယ်ကျန်းသာကဘာမှစိုးစိုးဝါမရှိပါဘူးအစားအသောက်လေးတွေမှာသတိထားစားသုံးပေးရလိုအပ်ပါတယ်ခင်ဗျာနော်မိတ်ဆွေတို့ဒါအပြင် ဒီအဖတ်တာတော့တွင်မှာဆိုလို့ရှိရင်အငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ဒိန်းသေးပေါ့မိမိမျောလင့်ထားသောရီမန်းထားသောငွေကြီးကိစ္စတွေအဆင်ပြေအောင်မြင်ပါလိမ့်မယ်ခင်ဗျာနော်ဘာဖြစ်ဖြစ်ငွေကြီးကိစ္စအလုပ်ကိစ္စမှန်သမျှကိုတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုတဦးတည်းတယောက်တည်းပြောဆိုလှုပ်ဆောင်တာမျိုးအမိခံပြောဆိုလှုပ်ဆောင်တာမျိုးကအာသာကောင်းမှုပြီးတော့တိုးတက်ကံကောင်းစီတော့ကာလာအပတ်တာအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာအလုပ်ကံ လောက်ကိုင်းနဲ့ပတ်သက်လာရင်ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးလေးတွေယာဓုလုပ်ငန်းကိုင်းကနဲ့ပတ်သက်လဲအလှည့်ပြောင်းအပြောင်းလဲကြီးကြီးမားမားကြုံတွေ့ရမယ့်အပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာငဘုကကံညက်နေသောမိတ်ဆွေများကံကောင်းလာတော့မယ်လို့ကျင်းတည်မှတ်လိုက်ပါကံရဲ့အလှည့်ပြောင်းကံကြမ္မာယထာကြီးကျင်းတည်ပေါင်းဆိုက်ရောက်လာမယ့်အပတ္တဖြစ်ပါတယ်သို့တော့ကံကောင်းမှုအတွက်ဆိုရင်နည်းနည်းအညာကလေးတွေနည်းနည်းလေးဂျုံတလို့လို့ရှိပြီးတော့မှကံကောင်းလာတတ်တဲ့အတွက်ကြောင့်မလို့မုံတိုင်းမလာခင် လေးပြီးစတယ်လို့ပဲလေးပြီးလေးညင်းလေးကောင်းလာလေးလာဖို့အတွက်တော့ စိုးသွားနဲ့ပင်လေလိုင်းကြီးကိုကြော်ဖြတ်လာရမှာအသေးချာပဲဖြစ်တယ်အဲ့တော့ဆရာလည်းစာတွေဖွဲ့လိုက်တာဆိုဟာလားကဲကံကောင်းလာတော့မယ်ဒါပေမဲ့အစမှာတော့နည်းနည်းလေးဘာလို့လုံလုံအစမှာနည်းနည်းလေးခက်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 ကြက်ကြက်တက်တက်စိတ်ပန်းလူပန်စိတ်မောလူမောလေးဖြတ်တန်းလာရတဲ့အလုပ်တွေကပို့ပြီးတော့အောင်မြင်တိုးတက်နိုင်နေဆိုတော့ကာလာဖြစ်ပါတယ်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ် စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးတဲ့စံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တို့ဆောင်ရလို့ဆောင်ပါစာချုပ်စာတမ်းကိစ္စညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်လို့အကြံစီတွေတိုင်ပင်လေးတွေရှေ့တို့ဆောင်ရလို့ဆောင်ရတော်တော်အားသာကောင်းမှုပါတယ်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်အဲတို့အပြင်ရှယ်ယာလုပ်ငန်းတွေအစုရှယ်ယာနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလို့ဆောင်ပါဘာလို့ဖြစ်ဖြစ် စက်သွေးဆိုင်ရာလုပ်ငန်းစက်ပစ္စည်းဆိုင်ရာလုပ်ငန်းစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဖုန်ဆိုင်ကစက်ပစ္စည်းကားယင်အစ်စ်ဝင်လာမျိုးတွေကြုံရတတ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လုပ်ငန်းတစ်အလုပ်တစ်တွေကိုရှေ့တို့ဆိုင်ကလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာငကူကလက်လွန်ထားသောငွေကြီးတွေကိုပြောဆိုတဲ့အခါမှာကိုကိုတိုင်ဦးစီးဦးဆောင်ပြောဆိုပါထို့အပြင်ပြောဆိုတဲ့အခါမျိုးတွေကြလို့ရှိရင်တော့စနလို့ပေါ့ဟို ခတ်မှန်မှခတ်တင်တင်ပြောဆိုတာပုံမူပြီးတော့အာတာကောင်းမွန်တိုးတက်နိုင်ပါတယ်တဲ့နော်အာနာရင်ခါပါတတ်တော့ကာလာအပတ္တာဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတတိထားစဉ်းကြည့်ပြီးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျလူငယ်တွေရှင်ရင်းနဲ့ပတ်သက်လာရင်တော့စိုးဝါးပါပါမှာအပြောင်းလဲမရှိမိမိရှိတော့မြန်လို့တော့သူ့ကိုပွင့်ပြောဖို့အတွက်ကြံစီနေတယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တဦးတယောက်ရဲ့အကူအညီကိုရယူပြီးပြောဆိုလိုက်ပါဒါဆိုရင်အဆင်ပြေအောင်ပြီးတိုးတက်သွားပါလိမ့်မယ်။သမီးစားများအနေနဲ့ဆိုရင်တော့ငကူက စနေသားသမီးမိတ်ဆွေတွေဝေးကွာနေတော့မိတ်ဆွေများပြန်လဲပြီးတော့ပေါင်းစုလာတာမျိုးတူးနဲ့တူးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်အရှိရင်နဲ့ပတ်သက်လာရင်တော့အိမ်အောင်ပြုကိစ္စစိတ်ဆက်ရံကိစ္စတွေတိုင်မင်တာမျိုးပြောဆိုတာမျိုးလေးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့နှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲအိမ်အောင်ကြီးကိစ္စအဲအဲ အချွန်နာလိုပေါ့အိမ်အောင်ပြုရကိစ္စဆစ်ဆက်တိုင်းမြင်ကြောင်းလဲအဆရှိတဲ့ကိစ္စလေးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်မှာမိမိရဲ့အရှိရင်းနဲ့ပတ်သက်လာရင်လက်ဆောင်တစိုးပန်းတာတစိုးပန်းတာဆိုမင်းဖြစ်သွားမှာလက်ဆောင်ပစ္စည်းတွေရရှိတတ်သောကာလဖြစ်ပြီးတော့အဲမိသားစုနဲ့ပတ်သက်ပြီးငကူကသဘောမတူတာမျိုးလေးတွေငကူကပြောဆိုအပ်ခံနေတာမျိုးလေးတွေဆိုဒီကာလမှာပြောဆိုရှေ့တူဆောင်နိုင်အောင်မြင်တိုးတက်နိုင်သောအပတ်တာကာလဖြစ်ပါတယ်အိမ်အောင်ရေးအိမ်အောင်ရေးနဲ့ပတ်သက်လာရင်တော့တောကခီးဆိုတဲ့အတိုင်းပဲအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ အဆက်အသွယ်ပြတ်နေသူတွေအနေနဲ့ကတော့အဲလက်ရှိမှာပြန်လဲစုံစည်းဖို့အတွက်တော့အားနည်းစေသောအပ္ပတ္တကာလဖြစ်တယ်။ဝေးကွာနေသူများအခုကတော့တည်င်းလောက်ပဲကြားရတာမျိုးလေးတွေကြော်ရတတ်တယ်။ဒါပြင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒီဘက်ကဆွမ်းရလို့ပေါ့တစ်ဖက်က အရှင်ပြီးတော့မယ်ဆိုလို့ရှိရင်တစ်ဖက်ကအဖြတ်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့အိမ်တော်ကြီးမှာတော့ဆွေမျိုးသားချင်းကိစ္စလေးတွေအကြောင်းပြုပြီးပြဿနာဖြစ်တာမျိုးဂျားလူတဦးတယောက်ရဲ့ကိစ္စလေးတွေအကြောင်းပြဿနာအခြေတင်ဖြစ်ရတတ်တယ်။ငွေကြီးအကြောင်းအခက်အခဲမရှိဘဲနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်ဂျားထဲမှာအိမ်တော်ကြီးဂျားထဲမှာဂျားသူဝင်လာပြီးတော့မဟုတ်သူ့ဆွေမျိုးနှစ်ဆွေမျိုးငါဆွေမျိုးနင်းညီကိုငါညီကိုနဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးပြဿနာလေးတွေအခြေတင်ဖြစ်ရတတ်တော့ညာလဲစစဝါဝါတော့ဘာမှမရှိလာပါဘူးခင်ဗျ။သားသမီးနဲ့ပတ်သက်ပြီးတော့သားသမီးအကျိုးပေးစေတော့ကာလဖြစ်တယ်။ ပညာရေးနဲ့ပတ်သက်ရင်ရှေ့လို့ဆိုင်ရလောက်ဆောင်မှာနိုင်ငံခြားခရီးသွားကိစ္စလေးတွေအားသာကောင်းမှာပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့လို့ဆောင်ရလောက်ဆောင်ရင်အားသာပြီးတော့တိုးတန်းကန်ကောင်းစီတော့ကာလာပတ်တာဖြစ်ပါတယ်ယာလူလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင် အပြာရဆိုင်အတိုက်ခိုက်လေးတွေတဦးထပ်ပို့ပြီးပေါ်လာနိုင်တတ်တယ်ပြဿနာကိစ္စတွေကိုဖြေရှင်းတဲ့အခါမှာနှစ်ဦးနှစ်ယောက်တည်းမျက်နှာချင်းဆိုင်ဖြေရှင်းတာတက်အထက်လူကြီးအကြီးကြီးရဲ့အကူအညီနဲ့မျက်မျက်တတာသဟဇာရတက်အောင်ဖြေရှင်းပြောဆိုတာကအောင်မြင်တိုးတက်ဇီတော့ကာလဖြစ်တယ်အလုပ်ငန်းသူအလုပ်သူတွေနဲ့ပတ်သက်ရင်အလုပ်တစ်ခုကိုနှစ်ခရီးရောက်ပို့တွဲလောက်ရတာမျိုးနှစ်ဦးတွဲလောက်ရတာမျိုးလေးတွေကြုံမတက်တော့ကာလဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့တခုတစ်ခုကိုကိုယ်တိုင်လုတ်ပိုင်ခွင့်ရှိတဲ့အလုပ်ကတာတာဝန်ကျေအောင်လုပ်ပြီးသူများကိစ္စလေးတွေမှာကိုကဝင်ရောက်ပြီးတော့ဖြေရှင်းကူညီဆောင်ရွက်တာ မျိုးလေးမှာအားနည်းစေတဲ့အတွက်တော့ဒါလေးတွေကိုသတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာညီမန်းထားသောကိစ္စမျောလင့်ထားသောကိစ္စလေးတွေကိုကြိုတင်ဖွင့်ပြောတာမျိုးလေးတွေဟာအပြတ်သဘောလေးတွေကြောင်းဆောင်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ရန်လိုအပ်သောကာလဖြစ်တယ်။စနေနံသူဖြစ်စည်းတွေဖြစ်တဲ့ ဓာတ်ကတော့ဖဏတ်တို့ ठी တို့ဝယ်တဲ့အခါမှာတော့ဒီရပတ်တာတို့တွေမှာသတိထားစင်ကြင်ပြန်လိုအပ်ပြီးတော့ပိတ်နေကောင်းနေတဲ့ငွေကြေးကိစ္စလက်လာပါလိမ့်ဒီနည်းနည်းတိတ်တက်တဲ့အတွက်တော့ကို့အမိနဲ့ဝယ်တာမျိုးတက်တူတယောက်ကိုသတိဝယ်ခိုင်းတာပုံမူကောင်းမှုတိုးတက်နိုင်ပါတယ်မိတ်ဆွေမိတ်ဆွေတွေနဲ့ပတ်သက်လာရင်ကို့ထက်အသက်ကြီးသောမိတ်ဆွေသို့မဟုတ်ရင်ကို့ရဲ့အထက်လူကြီးအကြီးကဲသို့မဟုတ်အဖေအကိုတို့နော်ဦးလေးတို့အဆရှိတွေတို့သူတွေနဲ့တိုင်မင်းအကူကြီးတိုင်မင်း ပြောဆိုတာမျိုးလေးတွေကအသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပ္ပတာဖြစ်တယ်။အကျိုးပေးသောကဏ္ဍအခရာလေးနေနေဆိုစနိသာသမီးတွေကငါးကဏ္ဍချစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အကျိုးပေးကံကောင်းစေတယ်။အကျိုးပေးသောအရာအနေနဲ့ဆိုရင်မိုးပြရာအောင်အပန်းရာအောင်အကျိုးပေးကံကောင်းစေပါတယ်ခင်ဗျာ။အကျိုးပေးသောအရာဟာတော့အရှိတောင်တောင်ရဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရရစင်ပြီးအောင်ပြီးတိုးတက်စီရင်တို့ကမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုရတဲ့အခါမှာ ဥကောင်းကလေးကိုလက်ကလေးအတင်ပြီးတဲ့အခါနမောတတဘဂဝါတောအရဟတောတမ္မတံဘုတတဆိုပြီးခဏခေါက်တိတိရွတ်ဆိုပြီးတော့လိုရာကိုပြောဆိုရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတိရာပဲဖြစ်ပါလေခမရမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာတည်င်းစာဆက်ကူလေးတစ်ခုနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းလိုက်ပါအယောင်းတွက်အယောင်းထွက်ပြီးအဆက်ဆက်အရာအစဉ်ပြီးအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ဇန်နီသားသမီးမိတ်ဆွေအားလုံး ီတပတ်တာတော့ဒီမှာယရနာစင်ကြောက်ဇေတောက်တိုင်းစကားကစားနိုင်လို့အောင်မြင်မှုတွေအလင်လီတိုးတက်ကြပါစီကြောင်းဆရာကဆူတောင်းပေးလိုက်ပါတယ်